ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ညနေရေလေကွင်းနဲ့တွားရမယ့်အချိန်ကနီးနေပြီမတို့တို့ထမင်းကျအရင်ထည့်ပေးပါဟုတ်ကျွန်မထမင်းကျကိုဆင်းသစ်ပြင်နာပေးပါပြီဝိရံနဲ့ပြည်စံတို့ကထမင်းကျန့်ကိုယူပြီးလေကွင်းလေးကိုထွက်သွားလိုက်ကြပါရဲ့ တွင်းကရေနင်ကလေးရင်းနဲ့တို့အိမ်မနေခဲ့နော်ငါဒီလိုမျိုးညစ်ပက်နေတဲ့ပကံနေကိုယူပြီးတော့မြစ်ထဲမှာသွားစီလိုက်အောင်မေရှောင်းမလာလေကျမလည်းမနေ့တူလိုက်ခဲ့ပြီမေပြမနေရန်ပူတယ်ပြုံနေရကိုဝင်တယ်ဆိုတော့နင်ဒီလိုပူပြင်းနေရတဲ့မှာ အပြင်ထွက်တာမကောင်းပါဘူးဘာမှမဖြစ်ပါဘူးရောင်းမရဲ့ကျမအဆင်ပြေပါတယ်မြေကမ်းမှာထိုင်လို့ရှိရင် ကျမပူပြီးတော့တက်တောက်တက်တာဖြစ်သေးတယ် အခုမြန်နိုးကသူ့ရဲ့ကိုမင်းတဲ့ရောင်းမာလေးနဲ့အတူမြန်နာကိုလာပြီးမြက်ပတ်တဲ့ပကန်းတွေကိုစီးကြောနေခဲ့ပါတယ်။ခဏကြာမှမိုးကောင်းကင်မှာမိမ့်မောင်းနေတဲ့တင်တွေဖုံးလာခဲ့ပါတယ်။ချွေးမအလုပ်ကိုမြင်မြန်ပြီးအောင်လုပ်လိုက်တော့ကောင်းကင်ပေါ်မှာမှောက်မင်းနေတဲ့တင်တွေကဖုံးနေတာကိုကြည့်အောင်မကြခင်မိုးရွာတော့မေး။ဟုတ်ကဲ့မေးပကန်းနှစ်ချက်လောက်ပဲကျန်ပါတော့ရယ်။ကျွန်းလက်နေထဲဝင်ပြီးတော့အိမ်မှာကလေးတွေဘာလုပ်နေလဲဆိုတာကိုကြည့်လိုက်အောင်။ဟုတ်။ညွန်လက်ကအိမ်လေးကိုဝင်လိုက်တာနဲ့ ရုတ်တရက်လေးပြင်းတွေတိုက်ခတ်ပြီးမိုးရွာလာခဲ့ပါတယ်။ဟဲ့တော်မိုးကရင်သိမ်းလာပြီပဲ။ညနေကမြေကန်နေအိမ်ထဲကိုမြင်ဝင်လာခဲ့ပါတယ်။တိမ်အိမ်ထဲမှာမိုးရီတွေကအရင်ယူနေခဲ့ပါတယ်။အမေအမေသမီးတို့အိမ်ထဲမှာရီရီယူနေတယ်။ပကံနေကိုမြင်မြင်လေးခတ်လိုက်ပါလား။မိုးကတော့ရင်သိမ်းနေတယ်။ငါတို့အိမ်ထဲမှာလည်းမိုးရီတွေယူနေမှာပဲ။ဟုတ်တယ်အကိုဒီနေ့မိုးတံကိုကျွန်တော်တို့ရဲ့တိမ်အိမ်လေးကခံနိုင်မှမလားမသိပါဘူး။အမေပုံးနေရမိုးရီနေနဲ့ပြည့်နေပြီ ။အမေယူနဲ့ကိုခေါ်ပြီးတော့တခြားတစ်ဖက်မှာသွားထိုင်လိုက်ပါလား။ကျမဒီပုံးလေးရရေကိုသွားတော်နိုင်အောင်မေး။လာပါ။ကျမလည်းမောက်ကိုကူညီပေးပါမေး။ဘလူပါဝယူနဲ့ရဲ့နေလေးရပုံမမပါနဲ့။ကိုဝင်ဆောင်နေတဲ့အချိန်မှာဒါတွေလောက်တာမကောင်းဘူး။လာချွေးမငါနေ့ကိုကူညီပေးမေး။ချွေးမယူနဲ့ရင်ကလေးတွေကိုခေါ်ပြီးတော့အိမ်မှာပဲနေနော်။ပြီးတော့နေ့ယောက်ျားပြန်မလာခင်အထိစားစရာတစ်ခုခုချက်ထားလိုက်။အခုမြန်တို့ကသူ့ရောက်ခမနဲ့အတူပေါင်းပြီးပုံးထဲမှာရေရီဖြစ်ပြီးမြစ်ထဲမှာသွားတုံပါတယ်။ ပြီးတော့ရုံးလေးကမိသားစုတစုလုံးအတွက်မိဖို့ဘေးက6တွေ့တဲ့နေရာမှာထိုင်ပြီးချက်ပြုတ်နေခဲ့ပါတယ်။အချိန်အတန်ကြာမှတော့ဝေယံနဲ့ပြည်စုံတို့လည်းအင်ပြန်ရောက်လာခဲ့ကြပါတယ်။အမေမြန်းတို့အမေတို့အားလုံးအဆင်ပြေကြရဲ့လားဒီနေ့နေ့လယ်ကလေးကလေပြင်းတွေတိုက်ပြီးမိုးရေရမ်းရွာနေတာဟုတ်တယ်တော့ငါတို့တော့အဆင်ပြေပါတယ်ဒါပေမဲ့အင်ခေါမိုးကနေရေရေယူကြနေရတအိမ်လုံးမှလည်းမိုးရေတွေပြည့်သွားတာပဲပြီးတော့ငါနဲ့ချွေးမတူတူပေါင်းပြီးတော့ရေရေအကုန်လုံးကိုပုံနေနေဖြည့်ပြီးတော့ နေထဲကိုသွန်ချလိုက်တယ်။အိုးအခုရှင်တို့စိတ်မညစ်ပါနဲ့တော့မိုးရီအားလုံးကိုကျမတို့သွန်ပြီးသွားပြီလေ။မိုးကလည်းတိတ်သွားပါပြီ။ဒါပါခမင်းစားကြရအောင်။အခုတမိသားစုလုံးကခမင်းစားပြီးအနားယူကြပါတယ်။အဲ့ဒီနောက်ညသကောင်မှာမိုးပြန်ရွာလာခဲ့ပါတယ်။ပြီးတော့မိုးရေတွေကအိမ်လေးကိုပြန်ယူလာခဲ့ပါတယ်။ဟဲ့ကျူတက်ငါ့အရာဘာလို့စူစီစူစီဖြစ်နေရလဲ။ဟာခေါမိုးကယူနေရပဲ။အမေအမေရေထပ်ပါဦး။ တရားရည်မိုးရည်ပြန်ကြနေပြန်ပြီအကယ်လို့ဒီလိုသောမိုးရည်တွေကဆက်ဝင် နေမယ်ဆိုရင်တော့ငါတို့ရဲ့တင်းအိမ်ကကြကြခန်းနိုင်မှာမဟုတ်ဘူးအခုဒီလိုပုံစံနဲ့တညာလုံးဝင်ရံနဲ့ပြည်စုံတို့ကအိမ်ထဲမှာပြည်နေတဲ့ရေတွေကိုပုံနဲ့အပြင်မှာသွားတုံခဲ့ပါတယ်နောက်နေမနက်မှာတော့ချွေးမနေတိုင်းလေပြင်းမုန်တိုင်းကမိုးရွာနေတာကြောင့်ပြည်ရည်တွေကလည်းရမ်းတက်နေတယ်ဒီရည်တွေကလည်းရေကြီးပြီးတော့ငါတို့ရဲ့အိမ်ထဲကိုရောက်လာမှအောင်ငါဆိုးရင်နေအဲ့ဒါကြောင့်အခုနင်တို့နေ့ရောက်မျက်နှာကိုအသက်နိုင်ဆုံးမသွားကြပါနဲ့တော့ ဟုတ်ကဲ့ပါမေဒေါ်အီးမှပြောပြီးနောက်ချွေးမနှစ်ယောက်လုံးမျက်နှာသွားတာကိုလျှော့လိုက်ကြပါတယ်ဒီလိုနဲ့ရန်နေငယ်ကြမှာတော့မြေကမ်းနားမှာမူသေးထန်လာပြီးလေပြင်းမုန်တိုင်းတွေလည်းတိုက်ခတ်လာခဲ့ပါတယ်ရေရဲလှိုင်းတွေကပြင်းထန်လာပြီးအိမ်မရှိတဲ့မိသားစုဝင်တွေကကြောက်လန့်တုန်လှုပ်နေကြပါတယ်အမေအမေအပြင်မှာလျှက်စီးတွေရမ်းလန့်နေတယ်ဒါအဲ့ဒီအတန်တွေကြောင့်အရန်ကြောက်တယ်ကျင်းကျင်းရဲ့မိုးကမုန်တိုင်းဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ် ီးတော့မိုးရွာတဲ့တန်းချောင်းတင်းအင်ကပြတင်းပေါက်ကျိုးသွားပြီးပြုတ်ကျသွားခဲ့ပါတယ်။ချွေးမကလေးတွေကိုပေးဖယ်လိုက်။ရှားသေးဦးသူကပူဆိုးလာနေပြီးပြီးတော့ကျမတို့ရဲ့အခြေအနေကလည်းမကောင်းတော့ဘူး။ကျမတို့ဒီကနေအပြင်ကိုထွက်သွားသင့်တယ်နော်။မဟုတ်ရင်ဒီတင်းအင်ကပြိုပြီးတော့ကျမတို့ပုံကျလာလိမ့်မယ်။အခုမိုးသိမ်းထန်စွာရွာနေတဲ့ကြားထဲမှာဓမီသားစုလုံးကအိမ်ပြင်ကိုထွက်လာခဲ့ကြပါတယ်။ဒီချိန်မှာမြင့်ရဲ့ပြင်းထန်တဲ့လှိုင်းတွေကမုန်တိုင်းနဲ့အတူသူတို့အင်ကိုမြုပ်ပါသွားစေပါတယ်။ ကိုဝေယံကျမတို့ရေကျမတို့ရေလုံးဝပျက်စီးသွားပြီကိုဝေယံစိတ်ရှိတီးခတ်မှချွေးမရဲ့ပြာသခင်ကိုကျေးဇူးတင်ရမယ်ငါတို့တွေအချိန်မီအိမ်ပြေကိုထွက်နိုင်ခဲ့တယ်မဟုတ်ရင်ငါတို့နဲ့ငါတို့ရဲ့ဒီအပြစ်ကင်းတဲ့ကလေးနှစ်ယောက်ကလည်းအိမ်ထဲမှာပြိပြီးတော့တည်သွားနိုင်တယ်ဒါပါမေးဒီကနေတခြားတနေရာကိုသွားကြရအောင်မသွားဘူးချွေးမငါဒီညနေကဲအောင်ထားပြီးတော့ဘေးဝမှမသွားနိုင်ဘူးဒီနေရာလေးမှာနှစ်ယောက်ကတည်းကအတူတူဖန်တီးခဲ့တဲ့အမှတ်တရတွေအများကြီးပဲငါမသွားနိုင်ဘူး ကယ်လို့ဖောမသွားဘူးဆိုရင်တမီးတို့လည်းမသွားဘူးချောချောရဲ့စကားကိုကြားပြီးအားလုံးရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲလာခဲ့ပါတယ်အခုမိုးတိတ်သွားတော့တမီးသားစုလုံးကမြေကမ်းနားမှာပဲတစ်ပင်တစ်ပင်ရဲ့အောက်မှာတညာလုံးဖြတ်တန်းခဲ့ကြပါတယ်နောက်တနေ့မနက်မှာတော့ညနှူးရေမင်းအားလုံးကိုဂယုဆိုင်ပါခွင့်လွတ်ပါနော်ဒီလိုအခြေအနေမျိုးမှာတော့မင်းတို့ကိုထားခဲ့ပြီးငါအလုပ်သွားနေတယ်ဒါမဲ့တကယ်လို့အလုပ်ကိုမသွားခင်ရင်လေခေါင်းမောင်ကနေခေါင်းမိုးမရှိတဲ့အပြင်ဗဇက်သေးကိုအစားအောင်ရောက်မှာမဟုတ်တော့ဘူး အခုပူပြင်းတဲ့နေရာအောက်မှာမြန်းတို့ကသူ့ရဲ့ကိုဝင်ဆောင်ရောင်းမှာကလေးငယ်နှစ်ယောက်နဲ့အသက်ကြီးတဲ့ရောင်းခမနဲ့အတူမြင်းသားမှာထိုင်နေပါတယ်။အမေအမေနေရမ်းပူတယ်။ရောင်းမှာကလေးတွေကပူလောင်နေတဲ့နေရာအောက်မှာဆိတ်ညစ်နေကြပြီးကျမတို့မြင့်နာတစ်ပင်ကြီးရဲ့အကိုင်းတစ်ခုမှာစာရီစောက်ကိုချီပြီးတော့အမေနဲ့ကလေးတွေကိုအမှန်ထိုင်ခိုင်းလိုက်ရင်မကောင်းလား။အဲ့လိုဆိုရင်သူတို့နေပူရအောင်နည်းနည်းပဲခင်ရမှာလေအခုချွေးမနှစ်ယောက်လုံးကအတူတူပေါင်းပြီးတပင်ပေါ်မှာသူတို့ရဲ့စာရီစကိုခြေပြီး ကိုရောက်ခမနဲ့ကလေးတွေကိုထန်ခိုင်းလိုက်ကြပါတယ်။အမေအမေဗောက်ရမ်းစားတယ်။မင်းညကလေးကဘာမှမစားရသေးဘူး။ဟုတ်တယ်တမီးရဲ့ခဏလေးပဲထပ်ဆောင်လိုက်ပါအောင်နော်။တမီးရဲ့ဖေကစားစရာတခုခုယူပြီးတော့ပြက်လာနေပါပြီ။အခုအမိုးကမရှိဘဲနေပူတိုင်းမှာတမီးသားစုလုံးစားလောင်နေကြပါတော့တယ်။ညနေရောက်တော့ပြည်စုံတဲ့ဝေယံတို့ကအင်ကိုလက်ပလာနဲ့ပြန်လာကြပါတယ်။အဖေရေအဖေမြေမြလေးစားစရာတခုခုပေးပါလား။တအားရံပိုင်းစာနေတယ်။ ။သားတို့ရေမင်းတို့အဖေကိုခွင့်လွှတ်ပေးကြပါ။ဒီနေ့အဖေကမင်းတို့စာလောင်မှုကိုမဖြေသိမ်းပေးနိုင်ဘူး။ဘာဖြစ်တာလဲယောက်ျားအလို့ရှင်ကပတ်သက်မပေးဘူးလား။လေပြင်းမုန်တိုင်းနဲ့မိုးရွာတာကြောင့်တင်းနံတွေအကုန်ပျက်စီးသွားတယ်။ဒါကြောင့်တင်းနံတွေကိုလည်းမရေသိမ်းရဘူး။လူအားကလည်းမရခဲ့ဘူး။ဒါမဲ့ငါတို့ကဒီတာလဘက်ဆောက်ကိုတော့ရခဲ့တယ်။ငါတို့ဒါနဲ့တန်းရင်လေးတစ်ခုစောက်ပြီးရန်နေငယ်လောင်နေလို့ရတာပေါ့။မိုးရွာရင်လည်းအနည်းဆုံးတော့ခေါင်းပေါ်မှာမိုးကရှိသွားတာပေါ့။ အခုသူတို့အားလုံးကအတူတူပေါင်းပြီးညကဲနာမှာပဲတစ်သားအကြီးကြီးတွေကိုစုပေါင်းပြီးတင်းဆောက်ခါနေထိုင်ကြပါတယ်။အဲဒီနောက်ခဏနေတော့မိုးရွာလာခဲ့ပါတယ်။ကျမတို့အားလုံးဘလောက်ကြကြာဒီဒီလိုမျိုးနေရမှာလဲ။မိုးရွာဒီမှာဒီလိုနေလို့ဘယ်ဖြစ်ပါမလဲ။ခဲဟိုခဲဟိုတို့နဲ့အတူတူအခုကျမတို့လည်းအလုပ်တစ်ခုခုကိုရှာပြီးတော့လုပ်ပါတော့မယ်။ကျိုးလေဒီရောက်ကိုဝင်နေတော့အလုပ်လုပ်နိုင်နေဆိုရင်ငါဘာလို့မလုပ်နိုင်ရမှာလဲ။ငါလည်းနေနဲ့အတူတူအလုပ်လုပ်မယ်။ အခုရွာကမြင်းတို့နဲ့ရုံးတွေတို့ကစာတက်ပေးတက်တွေမဟုတ်ကြပါဘူး။ဒါကြောင့်သူတို့ကသူတို့စွမ်းရည်နဲ့အလိုက်နောတင်းကုန်းမှာမြေရိပ်ပြီးတရင်ဆန်တွေကိုအစာကြီးတဲ့အလုပ်ကိုရသွားပါတော့တယ်။အခုညနေမှာမြေရိပ်ပြီးအစာကြီးပြီးတဲ့နောက်သူတို့ရဲ့လောအားကကိုယူပြီးချွေးမနှစ်ယောက်လုံးကမြင်းသားကသူတို့မိသားစုစီကိုပြန်လာခဲ့ကြပါလေ။မင်းတို့နှစ်ယောက်ပြန်ရောက်လာကြပြီလား။ငါတို့ကမင်းတို့ကိုပဲစောင့်နေကြတာ။အမေရေအမေရေပိုင်ရန်စာနေပြီးစားစရာတစ်ခုခုပေးပါလား။ အေးသားခဏလေးပဲစောင့်လိုက်ပါရွလက်ငါတို့ယူလာတဲ့ဆန်ကိုချက်ဖို့အတွက်ငါတို့မီးဖို့လိုသေးရဲ့နော်လာညနာအမြေကြီးကိုယူပြီးတော့မီးဖို့တခုဆင်းလိုက်ကြမယ်လေအခုရွလက်နဲ့မြန်နိုးတို့ကမြေကမ်းထဲမှာမြေကြီးတွေကိုယူပြီးမြေမီးဖို့လုပ်ကြပါတယ်ပြီးတော့ချက်ပြုတ်ပြီးတမိသားစုလုံးကိုကျွေးခဲ့ပါတယ်ဒီလိုနဲ့အချိန်တွေကုန်ဆုံးသွားပြီးတော့တရက်မှာရုတ်တရက်မိုးရွာလာပြီးတင့်အင်းလေးကလွင်ထွက်သွားခဲ့ပါတယ်ပြီးတော့အလုံးကတော်ရိတ်ကိုပြေးဝင်ကြရပါတယ်ဒါပေမဲ့မိုးရေထဲမှာရေဆူသွားတာကြောင့် ရုံးလေးရဲ့ကျမ်းမာရေးလည်းအရင်ဆိုးလာခဲ့ပါတယ်။ချွေးမချွေးမနင်းစင်ပြေးရလာရင်အမေကျွန်းလေးရဲ့ကောင်းကမိလူမျိုးပူနေတယ်။သူကရေရွေကိုအရင်တုပ်ပေးပြီးတော့ကျမတို့မြင်မြန်လေးမြစ်ထရနေပြီးတော့အေးရရင်နဲ့ရွှေလေးရဲ့ကောင်းကိုပတ်တီးစပေးရမယ်။ညနုကမြစ်ထဲကအေးရရင်ကိုယူလာပြီးရွှေလေးရဲ့ကောင်းကိုပတ်တီးစပေးပါတယ်။ရွှေလေးရေနင်ရောက်ကိုဝင်ရှိရလေပြီးတော့အလုပ်ဝင်ကိုအများကြီးယူထားရသေးတဲ့အတွက်ကြောင့်နင်းနေမကောင်းဖြစ်နေရ ဒီနေ့ဆက်ပြီးတော့လုံမသွားနေတော့မိုးလည်းတိတ်သွားပြီဆိုတော့ငါတို့တွေအရင်နေတဲ့နေရာကိုပဲပြန်သွားတင်နေ။အခုအားလုံးဟာမြေကမ်းနာကိုပြန်သွားနိုင်ကြပါတယ်။ပြီးတော့မြေနှုတ်တယောက်တည်းအလုပ်ကိုသွားခဲ့ပါတယ်။ဒီလိုနဲ့ရန်နေငေကုံဆုံးသွားခဲ့ပါတယ်။ပြီးတော့တည့်ရက်မှာမြေနှုတ်ကနော်ဒီကိုထင်းကြောင်းနဲ့ဒေါ်ထထအပေါ်ကိုတတိထားမိသွားပါတော့တယ်။သူကမြက်တွေနဲ့နော်တင်းကုတ်ကို ပြုပြင်နေတာပါအတော်ထားထားရေအတော်ထားပါရီလောက်နေရလဲ ဘာမှမဟုတ်ပါဘူးမြင်းတို့ရဲ့ငါကကျွေးရင်နွားတွေအတွက်လှုပ်ထားတဲ့ဒီမျက်တင်ကုတ်ကိုမျက်တီနဲ့ပြန်ပြနေတာဘာလို့လဲဆိုတော့မျက်တီကခိုင်ခန့်သလောက်အီလေးအီရဲ့လေလူရဒီမှာဒီမျက်တင်ကုတ်ထဲမှာကျွေးရင်နွားတွေကတက်တောင့်တက်တာနဲ့နေကြတာပြီးတော့ဒါကိုပြုတ်ပြင်ရတာလည်းသိပ်မကြောက်ဘူးအခေလို့ဒီလိုဆိုရင်ဒလပူရဲ့ရာဒီမှာငါလေဒီမျက်အီအီလေးတွေနဲ့ငါမိသားစုအတွက်ခိုင်ခန့်တဲ့အိမ်တလုံးကိုဆောက်လို့ရတာပေါ့အခုညနေရောက်တော့နွားတွေကိုမျက်ကြွေးပြီး ပြီးတဲ့အခါမှာမျက်ကိုရိပ်ပြီးကျန်တဲ့မျက်တွေကိုမြန်နုဟာသူ့နဲ့အတူ မျက်နှာကအိမရှိတော့တဲ့မိသားစုစီကိုယူလာခဲ့ပါတယ်။ဟေးချွိမနင်ဒီမျက်တွေအများရောနင်းနဲ့တူတူဘာလို့ယူလာရလဲ။အခုမြန်နုကဖြစ်ကြောင်းကုံစင်ကို သူ့မိသားစုကိုပြောပြလိုက်ပါတယ်။ဝါ၊မင်းကတော့တော်တော်ကောင်းတဲ့နီးလန်းကိုပြောပြတာပဲ။ဒီလိုမျိုးအိမ်ဆောက်ဖို့အတွက်အချိန်နဲ့အများကြီးကုန်မှာမဟုတ်ဘူး။ပြီးတော့အခုမိုးကလည်းနေလာပြီ။ဆိုတော့ငါတို့မြန်နားမှာပဲအိမ်ဆောက်လို့ရတယ်။ အခုဒီလိုနဲ့နေတိုင်းမြင်းတို့ကသူနဲ့အတူအလုပ်ကနေပြန်လာတိုင်းမျက်တွေအများကြီးကိုယူလာခဲ့ပါတယ်။ပြီးတော့တမိသားစုလုံးပူးပေါင်းပြီးအင်းရဲ့အုတ်မြစ်ကိုချကြပါတယ်။အိမ်သူဝတ်လောက်ကိုတော့ဆောက်ပြီးသွားပြီ။နောက်ထပ်နည်းနည်းကြလို့ရှိရင်ကျမတို့ရဲ့အိမ်တလုံးကအဆင်းသင့်ဖြစ်သွားလိမ့်မယ်။စိတ်မပူနဲ့ချွေးမဒီလောက်ထိလုံနိုင်ပြီပြီဆိုရင်တော့နောက်ထပ်လည်းထပ်လုံနိုင်အောင်မှာအခုဆိုရင်နေ့တိုင်းနည်းနည်းစီကြိုးစားပြီးနှစ်ပတ်အတွင်းပါပဲတမိသားစုလုံးကသူတို့ရဲ့မျက်အင်းလေးတလုံးကိုဆောက်လို့ပြီးသွားကြပါပြီ။ အဲ့နောက်မှာတမိသားစုလုံးကသူတို့မျက်အင်းလေးတွေကိုဝင်လာခဲ့ပါတယ်။ဒီနေ့ချွေးမရဲ့ကြိုးစားအထုံးမှုကြောင့်ငါတို့စီရဲသွားပြီးဥမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့သူတွေတလောက်ခိုင်ခန့်ပြီးတော့လှပတဲ့ကိုပိုင်အိမ်လေးတစ်လုံးကိုရပ်သွားပြီးပြီးတော့ဒီမျက်အင်းလေးထဲမှာပူနေတယ်လို့တော့မခံစားရဘူး။ရောက်မှကျမတို့မျက်တင်နဲ့တလောက်လှတဲ့အိမ်လေးကိုဆောက်ခဲ့ရင်တော့ဒီနေ့တိုင်းလေးပဲကျမတို့မျက်တင်နဲ့တခြားပစ္စည်းတွေကို လုပ်ပြီးတော့ဈေးမှရောင်းလို့ရတယ်မလား။ဥပမာမျက်ဖြာမျက်ရည်တောင်ဆော့တာတွေပေါ့။ ဟုတ်တယ်ယွန်းလေးငါတို့လိုလုပ်လို့ရတယ်အခုအဲ့ဒီနေ့ကစပြီးမြန်နုကဒေါက်တာထားစီသွားပြီးမျက်ရည်ကနော်ရီကိုစာကြည့်ခဲ့ပါတယ်ပြီးတော့ယွန်းလေးကမြန်နုယူလာတဲ့မျက်တွေနဲ့ဖျော်ရီရက်တောင်တွေလှုပ်ပြီးဈေးတွေမှာလိုက်ရောက်ပါတယ်ဒါကြောင့်သူတို့ရဲ့ဘန်နာရေးအခြေအနေကအရင်ကထက်ပိုကောင်းလာခဲ့ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။